အားလုံးမင်္ဂလာပါခင်ဗျာမင်းခံပေါင်းဂျန်နေရနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့24ရက်17လ2025ရက်နေ့မင်္ဂလာညချမ်းပါစစ်သည်အနေအဖြစ်ရဲသုံးဘော်ရဲ့စစ်သည်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ စည်သတင်းတွေအမျိုးမျိုးဖြစ်နေပြီမဲ့မမှန်တဲ့စည်သတင်းတွေဖတ်ရှုမိပြီးတော့သတင်းအစိတ်သိမ်းနေမှာဆိုလို့ဒုတိယမိထမှန်ပြီးတော့ဆော့အော်လိုက်ရပါတယ်ခင်ဗျာမန္တနာအီရိုတက်ဆွဲထားတဲ့ဟိုရနမ်ဘောမန်ဟန်နောင်မောနတ်ဆော့ဒေတာမြန်မာမန္တနာအီရိုရဲ့ outpost ခန်းမြန်မာစွန့်ခွာပြီးတော့22ရက်နေ့ညနေပိုင်းကစပြီးတော့လောက်ငိုင်းဒေတာဘက်ကို စတင်စွန့်ခွာနေတာ လုံးဝသိကြပါတယ်တက်လှူရှားမှုတွေခက်စိတ်စိတ်မြင်တွေ့လာရတော့တစင်စကတစင်နားနဲ့ MND တက်ရင်ကအများကြီးဟာလာရှုကိုပဲပြန်တိုက်တော့မလိုလိုတန်ရန်ကိုပဲတိုက်တော့မလိုလိုသတင်းတွေက ဖောင်းကားပြီးတော့ hot issue သတင်းဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်ခင်ဗျာနောက်တစ်ချက်ကနန်းပေါင်တန်လွင်ရွာဘက်က ကိစ္စပါ ကိုကံတွေရောက်လာတာမှန်ပါတယ် အင်အားထပ်ဖြစ်တယ်လို့ထင်နေတာမဟုတ်ကြောင်းနေမည်စုမှုရဲ့အတွက်ယာယီချေကုတ်ယူထားတဲ့အောက်ဘုတ်စကမ်းများမှအင်အားများရုပ်သိမ်းခြင်းသာ ဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။သိန်းနီမျိုးကိုလည်းသိမကြခင်တက်မတော်လက်ထဲကို ပြန်လဲအနှံမဲ့အစီအစဉ်များရှိကြောင်းစစ်သည်များပေါ်ထွက်နေတာဖြစ်ရာအဲ့ဒီစစ်သည်မှန်သလားမှားသလားဆိုတဲ့ကိစ္စကလည်းဘာမှအချိန်သိမ့်မဝေးတော့ပါဘူး။ဆောင်းလက်စမ်းနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်ကြတာပေါ့ဗျာ။ မိုးကုတ်စစ်တရင်ကတော့အရင်နေမြားကတင်ပြထားတဲ့အတိုင်းရေမချိုးပလောင်တွေက မိုးကုတ်ပြီးရင်မိုးမိတ်မြို့ကိုပါအနှံမဲ့စစ်တရင်ကလည်းအစင်ပြေချောမွေ့ပါ မလားဆိုတာဆက်ပြီးတော့တရီတာစောင့်ကြည့်ရမှာပါခင်ဗျမိထီလာသားအဘူကနန်တက်မာကစစ်ကြောင်းလေးကြောင်းဟာပေါင်းတဲ့မြိုင်တကျော်မှာဗရက်တွေကိုဝိုင်းပက်ပိတ်ဆို့ချေမုန်းနေတာအောင်မြင်မှုတွေရနေပါတယ်စစ်တရင်ဆိုတာဖက်လိုက်ရင် မိဒီလန်အဘူကနန်တမလောက်ခံတက်တွေလို့လက်သံပြောင်းနေမှကျင်းနဲ့အားရတာဗျမနေ့ကနဲ့ယနေ့ဒုတ်ဆက်ရှိချောင်းတဲ့ဓာတ်ဘော်ဒီတွေအများအပြားရရှိပါတယ်မိမိဘက်ကမာလာကိစ္စတော့အနှဲငယ်ရှိပါတယ် MI 70နဲ့ရိတ်ခါခဲယန်ချပေးရင်လူနာတွေကိုရအောင်တဲထုတ်သွားတာကိုလည်းတက်မတော်လီရဲ့ဖိုက်တာပိုင်လက်များကို မလေးစားပဲမနေနိုင်အောင်ပါပဲဗျာ မနေ့ကချင်းတွင်းမျိုးတချောက်ကမင်းကင်းနေမှာချင်းတွင်းမျိုးအတွင်ရွှေမျိုးတွေကိုလေချောင်းတိုက်ခိုင်းမှုလုံလိုက်တာဒါဇင်နဲ့ချီပြီးဖယားသခင်တန်းကောင်းကြီးမောင်စာကြွကုန်ပြီးတော့ရွှေမျိုးဖောင်တွေမီးလောင်ကုန်ပါတယ်ဗမော်ရွှေကူနယ်က ARD မြစ်ဘော်ကရွှေဖောင်တွေရဲ့မဘိန်းနဲ့ငအိုးကြာကရွှေလီမြစ်ဘော်ကရွှေဖောင်တွေရဲ့ကံဘလူနယ်မြေတပန်းစိတ်ဆယ်တဲ့ငါအင်အားရာကြီးပိုင်းရွှေဖောင်တွေရဲ့ စီမရှိကမ်းမရှိတရားမဝင်ဗရက်တွေကိုစကြေအဖြစ်ရွှေမျောတဖောင်းလင်းနှစ်စင်သိန်းထောင်ချီပြီးတော့ပေးနေရတော့ဗရက်တွေကโอเคမှာစူပြေလို့ပေါ့ဗျာဟယ်လီကွန်တာ MI 7D နဲ့ဖြစ်ဖြစ် MI 35လို့တိုက်ခရေးရဲရင်နဲ့ဖြစ်ဖြစ်တီးကြမဟုတ်ရင်တော့ရိခာခေယံပူရင်လူနာသိင်းအပြံမှာအပြင်းပြေတမပေးဖို့တင်ပြအပ်ပါတယ်ခင်ဗျာ စစ်သည်င်းဓူးတွေရှိပါတယ်ခင်ဗျာနေရာဒေသအစုံကနေသတင်းပေးနေကြတဲ့သူတွေအားလုံးအတွက်လေးစားပါတယ်ကျေနပ်ပါတယ်အားလဲအားရပါတယ်လေးစားဂုဏ်ယူနေပါတယ်ခင်ဗျာစစ်သည်င်းဓူးများကိုဆက်လက်စောင့်ကြည့်ကြတာပေါ့ဆရာသမားများနဲ့တငယ်ချင်းအားလုံးကိုလေးစားရွသေးစွာဖြင့်ရက်သုံးပေါ့ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာတချို့ကြိုးကြောင်းဆက်နွယ်မှုသဘောတရားတွေကရှင်းရှင်းလေးရပါဥပမာချင်းတွင်းမြေထက်ကရွှေမျောတွေအကုန်ရှင်းနိုင်မှ UNG လောက်ခံပကပတွေအခွန်မရမှာပါဒီကရတဲ့အခွန်စက်ကြီးနဲ့ KIA ရဲ့မိုင်းကြံရမ်းမှာလက်နဲ့ကုံကူးနေကြပါတယ်ဒါကို ပိတ်ဖို့လိုပါတယ်နှင်းမျိုးစုံနဲ့ရနေတဲ့အခွန်လုပ်ငန်းတွေကိုတားဆီးဖို့လိုပါတယ် ဒါကချင်းတွင်းမြစ်ပေါ်ကရွှေမျောတွေကိုပဲပြောသေးတာပါ တခြားနေရာတွေလည်းအတူတူပါပဲအဓိကငွေရပေါက်တွေကိုဖြတ်နိုင်မှအဆင်ပြေပါလိမ့်မယ်မြေရှားကိစ္စရဲ့ငင်းညာရေးကိစ္စအကြောင်းပြပြီးတရုတ်ဘက်ကရှမ်းမြောက်ဘက်ကနေနေဆက်ဂိတ်တွေကိုဖွင့်ပေးတာရှိပါတယ်ဒါလည်းနိုင်ငံတော်စီကိုအခုမရောက်ရေးတားဆီးဖို့လိုပါတယ် ကြည်တူကြည်ချင်းမသွားနိုင်ပဲဒေသလက်နက်ကင်နဲ့လဝန်းကြီးရိုက်နေတဲ့ကိစ္စအခုလည်းမဖြစ်သင့်ပါဘူး။နောင်လည်းမဖြစ်သင့်ပါဘူး။တရုတ်စီကိုမြေရှားရောင်းထွက်နေသမျှ KIA ကနှစ်စဉ်ဘီလီယံနဲ့ချီတဲ့ငွေတွေတဲ့ရောက်နေမှာပါပဲ။ KIA ရဲ့လိုင်းစာမှန်ရရန်ဒေသတွေကိုပြည်တော်စုကဘာဖီအားပေးနိုင်လဲ။မပေးနိုင်ရင်အညာနဲ့ရခိုင်ဘက်အချမ်းတွေကိုလက်နက်တွေစီးဆင်းနေမှာပါ။ဒါတွေအပြေရှာဖို့လိုပါတယ်။ ဘယ်ဖီအားပဲတက်ရောက်တက်ရောက်2008ခြေဦးတည်သည်မြခြေဦးကမာသာလောပါပဲကိုဖြစ်ချင်တာနဲ့ဖွဲ့စည်းပုံအရလွတ်တော်တဲ့ပြင်ကျင်သလား NCA ကတဆင့်ပြင်မလားရွေးစရာနှစ်လမ်းပဲရှိပါတယ်ခြေဦးကြော်ပြီးတော့နေမြေပေးရင်ပေးသူအမှဖြစ်မဲ့အခြေအနေမှာတဆင့်နှစ်ကိုမတိုင်ခင်အခင်းချင်းကိုမဖြစ်မနေပြန်သွားဖို့ပဲလိုပါလိမ့်မယ်စစ်ပွဲတိုင်းကအသက်ပေးရတာဖြစ်လို့ဘယ်စစ်ပွဲမှတော့မကောင်းပါဘူးနိုင်ငံရေးအရသွားမလား စီအရသွားမလားဆိုတာလက်နက်ကိုင်းခေါင်းဆောင်တွေရဲ့စင်ញင်တုံတရားကပဲဆုံးဖြတ်ရတာပါတခုတော့ရှိတာပေါ့လေငါတို့လူမျိုး ကုံញင်ကုံမစေငါတို့ဒေသစစ်ကြောင်မြို့ကြည်ရင်ကြည်ပစေအဆုံးထိချမယ်ဆိုလဲသဘောပေါ့လေတချို့စစ်ပွဲတွေကဖက်ဒရယ်ခေါင်းစဉ်တတ်ထားတဲ့အကျိုးစီးပွားလုပ်ပိုင်ခွင့်တွေပဲမဟုတ်ပါလား ဒါကဒီကနေ့တိတော့ကနေမြင်မိလိုက်တဲ့ပန်ဝါဒေသက မြေရှားထုတ်နေတဲ့မြင်ကွင်းလေးတစ်ခုပါ မြေရှားဆိုတာကတကယ်နာမည်ပေးထားတဲ့အတိုင်းရှားပန်းတတုဖြစ်တဲ့အပြင်ဒီမြေကြီးတွေကိုစစ်ထုတ်ရတဲ့ဤပညာကလည်းတရုတ်ကကောင်းကောင်းဂိုင်တွင်နိုင်ပါတယ်သဘာဝပတ်ဝန်းကျင်ပျက်စီးတာက နောက်အရင်ဆုံးဘီလီယံနဲ့ချီပြီးရနေတာက KNI ပါ မြေချအရင်မှာအာဆီယံနဲ့အင်ဒိုပစိဖိတ်ဒေသအထိအပြေးတစ်ပိုင်းလာရတဲ့အမေရိကန်ရဲ့လိမ့်နံမှုကဘလောက်ကြီးမားသလဲအသိသာကြီးပါတရုတ်ကလည်း G2 ကြီးချင်းထက်ရသလောက်တော့လက်နက်ကင်နဲ့ပဲစကားပြောမှာပါပဲအောက်ကြီးနှိုက်လို့ကောင်းတာကိုဗျဒါကိုဘလို့စီမံမလဲဆိုတာစောင့်ကြည့်ရပါတော့မယ်နှစ်နိုင်ငံကြားကဒီပလိုမတ်လုပ်ငန်းရှင်တွေအပြင်စီရင်အရပါဘလို့ဖိအားပေးနိုင်မလဲတကယ်ကို စိတ်ဝင်စားစရာကိစ္စဖြစ်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ရှာမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ။ယောက်ျားတို့ရဲ့ဘုံဆိုတာလက်ရှိအချိန်မှာပတ်စံပါပဲ။ရှေခင်းကတော့လက်ယုံရေနှလုံးရေဆိုတာရှိပါတယ်။အရေးချင်းရှိရင်မြောက်စားတက်ကြလို့ဘုံတကူတက်လာပါတယ်။ ခုခေတ်မှာဗာအရေးချင်းမဲ့ရှိရှိပိုင်ရန်ဆိုင်ရာကပိုအရေးကြီးပါတယ်ဒီခေတ်ကတော့ပတ်စံပါပဲအမေရိကန်သမ္မတထရန့်ကနယူးယောက်မှာရွေးချယ်ခံရတဲ့မန်ဒနီကိုတောက်ကြနေ21ရက်နေ့မှာလက်ခံတွေ့မယ်လို့ ABC သတင်းဌာနကပြောပါတယ် Sorry မင်းသားဘင်ဆာမန်နဲ့တွေ့အပြီးမှာထရန့်ကအခုလို ထုတ်ပြောလိုက်တာပါ Sorry မင်းသားရဲ့ပြောကပါနေမလားမပြောတတ်ပါဘူး ဆော်ရီမင်းသားကထရန့်သမရပြစ်ကာဇာကပေးထားတဲ့အမေရိကန်နိုင်ငံထဲမှာဒေါ်လာဘီလီယံ600ဘူးယင်းနီးမြုံနယ်မဲ့ကိစ္စအတွက်လာတာပါဒါကိုထရန့်ကရည်သလိုမောသလိုနဲ့တစ်ထရီလီယံမြုံနယ်မယ်လို့ပြောခဲ့ပါတယ်ဆော်ရီမင်းသားကလည်းပြန်နောက်ပြောင်းပြောခဲ့ပါတယ်ဆော်ရီမင်းသားကထရန့်အလိုရှိတဲ့အတိုင်း1ထရီလီယံအမေရိကန်မှာယင်းနီးမြုံနယ်မဲ့သူအလိုရှိတဲ့အတိုင်း နယူးယောက်မြို့တော်ဝန်ဖြစ်မဲ့မန်တနီကိုလက်ခံပါလို့တောင်းဆိုရင်ထရန့်ညင်းပါမလားမန်တနီမှာဘဏ်ကိစ္စငွေရေးကြေးရေးနဲ့ပတ်သက်ပြီးပြဿနာရှိထားပါတယ်မန်တနီဘဏ်ဆောင်ထဲမှာဒေါ်လာ2000အောက်သာရှိတယ်လို့ဖော်ပြထားတာရဲ့မဲဆွယ်ကာလမှာနိုင်ငံခြားကအလူငွေဒေါ်လာ13000ကျော်လက်ခံထားတာရဲ့ရှိပါတယ်ဘဏ်အကောက်ကဇက်နောင်အောင်လုပ်ပြထားတာလားဆိုတာ ပြောနေကြပါတယ်။လိန်ညာပြီးမဲရောက်အောင်လှုပ်ထားတာဆိုရင်အချက်ကွဲပြီးအပြောခံရပါလိမ့်မယ်။ယာရုပြုံးမဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။လူငွေလက်ခံထားတာကတော့ထောင်ကျမဲ့ကိစ္စမျိုးပါ။ဒါကြောင့်မန္တလေးကသူတောင်းလက်ခံတာမလုပ်ခင်မှာထရန့်နဲ့တွေ့ကျင်ပါတယ်လို့တောင်းဆိုထားတာပါ။ထရန့်ကအဖက်မလုပ်ထားပါဘူး။ဒါပေမဲ့အခုထရန့်ကလက်ခံတွေ့မယ်ဆိုပြီးဖြစ်လာပါတယ်။ အတိအကျမပြောနိုင်ပေမဲ့ဆက်ဆက်မှုတကုလို့တော့ဖြစ်နေပါတယ်ပတ်စံသာရှာကြလို့လူငယ်တွေကိုအကြံပေးကြပါတယ်တမာအာဇီဝနဲ့ပတ်စံရှာလို့ရတဲ့အခြေအနေဖြစ်အောင်လဲဝိုင်းကြိုးစားကြလို့တိုက်တွန်းလိုပါတယ်ပတ်စံသုံးနိုင်ရင်လိန်နာတောင် အခြေကြီးလိန်လို့ရပါတယ်ယောက်ျားတို့ဘုံအဆုံးမရှိတဲ့ယောက်ျားတွေကြိုးစားရင်အဆုံးထိရောက်အောင် သွားလို့ရတယ်လို့ပြောတာပါလူတတန်းတရားအခုလူတတန်း85နှစ်အတွင်းမှာ အချိန်ကိုအတိတ်ပဲမရှိ ဖြုံးမနေကြပါနဲ့ယောက်ျားတို့ဘုံဆိုတာအခုခေတ်မှာပတ်စံကို ပြောနေတာပါတော့ဟောဖြစ်နေတာကဂျပန်ဝန်ကြီးချုပ်တာကီချီရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးအစဉ်ကြီးမဲ့ပြောစကားတခွန်းကြောင့်နိုင်ငံရေးတင်းမာနေတဲ့ကိစ္စဖြစ်ပါတယ် ဂျပန်ဝန်ကြီးချုပ်ကထိုင်ဝမ်ကိုတရုတ်ကစီးရင်နဲ့ဝင်တိုက်ရင်ဂျပန်ကမဟာမိတ်တွေကိုကာဝယ်ဖို့အတွက်ဆိုပြီးတော့ဂျပန်စစ်တပ်ကစီးရင်အရပာဝင်နိုင်တယ်လို့ပြောခဲ့ပါတယ်။တရုတ်ကတော့ပြင်းပြင်းထန်ထန်ကို တုံ့ပြန်ထားပါတယ်။ရုရှားနိုင်ငံကလည်းဂျပန်နိုင်ငံအနေနဲ့နှစ်80ကြာလာတဲ့အထိသူတို့ရဲ့အမားကိုမတိသေးဘူးလို့ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်ပြောတဲ့စကားကဆန်ဖရန်စစ္စကိုစာချုပ်ချုပ်ထားတဲ့စစ်ရှုံးနိုင်ငံဂျပန်အနေနဲ့မသိမ့်လျော်တဲ့စကားဖြစ်ခဲ့ပါတယ်။ဂျပန်နိုင်ငံကစီးရီးကိုကာကွယ်ရေးအတွက်တတ်တတ်သာ ဖွဲ့စည်းခွင့်ရှိပါတယ်။သူများနိုင်ငံကိုစစ်သားစီလုတ်ခွင့်မရှိပါဘူး။ဂျပန်ကဒုတိယကမ္ဘာစစ်မှာစစ်ရှုံးခဲ့ပါတယ်။အဲ့ဒီအတွက်1950တခုစက်တင်ဘာ6ရက်နေ့မှာ အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာစစ်ရှုံးစာချုပ်ချုပ်ခဲ့ရပါတယ်။စာချုပ်အရစီးရင်နဲ့ပတ်သက်ပြီးတင်းကျပ်တဲ့ကန့်သတ်ချက်တွေကို လိုက်နာရတယ်။ဂျပန်ရဲ့ရက်စက်တဲ့ရာဇဝတ်မှုတွေကြောင့်ဂျပန်ကစီးရင်ပြန်တည်ဆောက်ခွင့်မရှိပါဘူး။နိုင်ငံကိုကာဝယ်ဖို့အတွက်ပဲကာဝယ်ရေးစစ်တပ်ထားခွင့်ရှိပါတယ်။ဂျပန်ကစစ်သွေးကြွပြီးတော့ဒုတိယကမ္ဘာစစ်တုန်းက အကြမ်းတမ်းနဲ့ဖက်စစ်ဝါဒကျင်းသုံးခဲ့ပါတယ်။ဒါကြောင့် ကျူးကျော်ခံရတဲ့နိုင်ငံတိုင်းအမှတ်တင်ညာရှိနေခဲ့ကြတာပါတောင်ကိုရီးယားနိုင်ငံကလည်းဒုတိယကမ္ဘာစစ်ကဂျပန်ရဲ့ရက်ဆက်တဲ့တနိုင်ငံလုံးကိုလိန်ကျေးကျုံတွေလုတ်ခဲ့တဲ့စစ်ရာဇမှုကိုအခုထိမကျေနပ်ကြသေးပါဘူးဖိလစ်ပင်းကလည်းအမေရိကန်စစ်သုံးပန်းတွေနဲ့ဖိလစ်ပင်းစစ်သုံးပန်းတွေကိုဗာရန်ကျွန်းဆွယ်ကနေတန်လီအထိအစာကျွေးခြင်းဆေးကုသခြင်းတေချာမလုပ်ပေးဘဲလမ်းလျှောက်ချစ်တက်ခိုင်းခဲ့တယ် မြန်မာနိုင်ငံမှာလည်းသေမင်းတမန်တရတ်ဆောက်လုပ်တာလူထောင်ပေါင်းများစွာတည်ဆုံးခဲ့ရတယ်။ဂျပန်တို့တရုတ်မှာကျွလွန်ခဲ့တဲ့ရာဇဝမှုတွေထဲမှာနန်းကင်လူသတ်မှုကအစိုးဆုံးဖြစ်အနေနဲ့အခုထိတရုတ်တို့အမတ်ရနေကြပါတယ်။နန်းကင်လူသတ်ပွဲမှာဂျပန်ကတရုတ်လူမျိုး၃သိန်းနိုင်ငံကစစ်ခုံရုံးကတော့၂သိန်းလို့ပြောပါတယ်။အဲ့ဒီ၂သိန်းကိုရရက်ဆက်ဆက်တတ်ခဲ့တာပါ။ ဒါရင်မကဘာဘူးတရုတ်အမျိုးသမီးတွေကို မသက်ခင်မှာအုပ်စုလိုက်မရင်းကျင်းခဲ့ကြပါတယ်အစိုးဆုံးက unit 031ဆိုတဲ့ဇီဝနဲ့ဓာတုဗေဒစမ်းသက်တဲ့ unit ပါအဲ့ဒီ unit ကလူသိန်းချီကိုစမ်းသက်ခဲ့တယ်အများစုက ကိုရီးယားနဲ့တရုတ်တွေပါအရှင်လက်လက်ခွဲစိတ်ဓာတွေယောဂါဘိုးတွေဓာတုဆေးဝါးတွေနဲ့လူတွေကို ထိတွေ့စေပြီးစမ်းသက်တာတွေလုပ်ခဲ့တာပါ အဲ့ဒီစမ်းသပ်မှုအတွင်းမှာလူသိမ်းကြီးတည်ဆုံးခဲ့ရပါတယ်။တခြားမှတ်တမ်းတင်မထားနိုင်ခဲ့တဲ့စစ်ရာဇမှုတွေထောင်ပေါင်းများစွာတောင်းပေါင်းများစွာရှိခဲ့ပါသေးတယ်။ဒုတိယကမ္ဘာစစ်ကဂျပန်တွေရဲ့ရက်စက်ရုပ်မာမှုတွေကပုံပြလို့မသိအောင်ကိုလုတ်ခဲ့ကြတာပါ။ဒါကြောင့်ဂျပန်ကိုစီရဲအရာတင်းတင်းကြပ်ကြပ်တားဆီးခဲ့ရတာပါ။ဂျပန်ဝန်ကြီးချုပ်ကထိုင်ဝမ်ကိုစစ်သားစီလို့မယ်ပြောတာစစ်ယုံ ဆန်ဖရန်စစ္စကိုစာချုပ်ကိုဆန့်ကျင်ပြီးပြောတာဖြစ်ပါတယ်ဂျပန်မှာစင်ဝါဒီတွေခေါင်းထောင်လာလို့မရပါဘူးအမေရိကန်ရဲ့ပံပိုးပေးခင်မှုကြောင့်ဂျပန်ကစက်မှုနဲ့နှီးပညာပိုင်းမှာထိတ်တန့်နိုင်ငံအဆင့်ရှိပါတယ်စင်ဝါဒီတွေခေါင်းထောင်လာရင်အရှိအာရှမှာမမျော်မှန်းနိုင်တဲ့ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်လာပါလိမ့်မယ်ဂျပန်ကြောင့်အရှက်ရနာကြီးခဲ့ကြတဲ့တရုတ်တို့ကိုရီးယားတို့ကအခု အဆင့်မြင့်နိုင်ငံတွေဖြစ်နေပြီးဖြစ်လို့ဒီတကာခေါင်းငုံ ခံကြတော့မှာမဟုတ်သလိုအညိုးနဲ့လက်စမ်းခြေကျပါလိမ့်မယ်ဒီလိုဖြစ်လာနိုင်တဲ့အခွင့်အရေးကိုလည်းစောင့်နေကြပါလိမ့်မယ်ဂျပန်ဝန်ကြီးချုပ်မတ်ချက်ကအမေရိကန်သမ္မတရဲ့လက်ရာစွန်းဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့ဖြစ်အောင်အတိအမဲ့ပြုစီခြင်းလို့ပြောတာမျိုးဖြစ်ခဲ့ပါလေဂျပန်နိုင်ငံထဲမှာကို အတိုက်ခံသူတွေ ရှုံချလာကြတာပါပြည်သူတွေလည်းဝန်ကြီးချုပ်နှုတ်ထွက်ပေးဖို့ဆန္ဒပြလာကြတယ်အခုတရုတ်ကဂျပန်နိုင်ငံကိုတရုတ်ခီးသွားတွေမသွားဖို့တားဆီးထားတဲ့အတွက်ဂျပန်ခီးသွားလုပ်ငန်းတိတိသားသားထိခိုက်သွားပါတယ်ဂျပန်နိုင်ငံရဲ့ခီးသွွားဧည့်သည်၄ဘုံ၃ဘုံ25ရာခိုင်နှုန်းကတရုတ်တွေပါဂျပန်ဝန်ကြီးချုပ်တရဝင်းပြန်မတောင်းပန်ရင်အကြိမ်ခဲကြီးထွားလာနိုင်တယ်လို့ဝန်ကြီးချုပ်တက်တန်းပြေတာ တာဝန်ထမ်းဆောင်ရဖို့အခြေအနေလက်လို့ရနိုင်ပါ रे ဂျပန်ဝန်ကြီးချုပ်တာဂီချီကမစင်မချင်းနဲ့ဆက်ပြီးတော့ခေါင်းမာနေရင်သမိုင်းစာမျက်နှာတွေပြန်လည်ခံရပြီးတော့စိုးဝါးတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါ रे ခင်ဗျာဟုတ်ကဲ့အားလုံးကိုထူပင်ကျေးဇူးတင်ပါ रे ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့ အထူးပဲမေတ္တာရကံပံကြအပ်ပါれမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာကိုမက်မှာရိုင်းဆိုင်မှုမပါဘဲဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါれဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ